်မင်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါအာနာသိန်း9နှစ်ဒီပါကာလအတွင်းမှာမန္တလေးနန်းတွင်အခြေစားရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပခမှာစစ်တိုင်းမှု9ရောက်အထိစစ်ကောင်စီကအပြောင်းလဲပြုလုပ်ခဲ့ပါတယ်။ပို့ပြီးတော့ရက်ဆက်ကြမ်းကြုတ်နိုင်မဲ့သူကိုစစ်ကောင်ဆောင်ကနေရာပေးခဲ့တာကိုတွေ့ရတယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။သုဒ္ဓချန်သာသတင်းပေးပို့ထားတာပါရှင်။ မန္တလေးနန်းရင်းခြေဆိုင်လေပန်းတိုင်းစစ်ထနာချုပ်လာပါကမှာဆရာနာသိမ်းပြီး9နှစ်နီးပါးကာလအတွင်းစစ်တိုင်းမှု9ရောက်ထိစစ်ကောင်စီကအပြောင်းလဲပြုလုပ်ခဲ့တာပါစက်တင်ဘာလကုန်ပိုင်းမှာရာထူးနေရာတဆင့်တက်သွားတဲ့ဗိုလ်မှူးချုပ်ကျော်ကိုထိုက်အစား ဗိုလ်မှူးချုပ်တင်မင်လက်ကိုစစ်ကောင်စီကတာဝန်ပေးခဲ့တာတွေ့ရပါတယ်။ဆရာနာမသိငင်2020ခုနှစ်မှာလဘခါကိုစတင်တာဝန်ယူခဲ့တဲ့ဗိုလ်ချုပ်ကိုကိုဦးရဲ့နေရာကို2023ခုနှစ်မှာဗိုလ်ချုပ်ကြည်ခိုင်ကိုစစ်ကောင်စီကပြောင်းလဲတာဝန်ပေးခဲ့ပြီး2024ခုနှစ်ဇွန်လကမှဗိုလ်ချုပ်အောင်ခိုင်ဝင်2024ဩဂတ်စ်လကမှဗိုလ်မှူးချုပ်ကျော်ကိုထိုက်အခု2025စက်တင်ဘာလကပိုင်းမှာဗိုလ်မှူးချုပ်တင်မင်လက်တို့အစဉ်အဆက်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ လက်ရှိတောင်းယူထားတဲ့ဗိုလ်မှူးချုပ်တင်မင်းလက်ဟာဗမော်ခြေစိုက်အမှတ်23စစ်စင်ရေးကုကဲမှုဌာနချုပ်မှုအဖြစ်တောင်းယူခဲ့သူဖြစ်ပြီးအချိန်တနည်းနီးပါးကြာခဲ့တဲ့တော်လိုင်းအင်အားစုတွေရဲ့ဗမော်မျိုးကိုတင်းယူဖို့ကြိုးစားမှုကိုစစ်ကောင်ဆောင်စိတ်တိုင်းကြတုံ့ပြန်နိုင်ခဲ့သူဖြစ်ပါတယ်။ လာဘကနဘသက်ပြီးထူးခြားချက်ကလာဘခရဲ့အရင်တိုင်းမှုလေ့ကျင့်ရေးဘက်ကိုပြောင်းသွားပြီးတော့ကျွန်တော်တို့ဗမော်စကခ27ရဲ့စကခမူးပေါ့တင်မင်းလက်သွားမကဆိုဂူမူကြီးပေါ့တင်မင်းလက်ကမန်လေးတိုင်းတိုင်းမှုဖြစ်လာနော်23ရက်နေ့မှတ်တယ်မန်လေးတိုင်းမှာတော့လာဘခမှာတိုင်းမှုအပြောင်းလဲတစ်ခုရှိလာတယ်ရှမ်းဘက်ကလည်းပဲအဲဒီဒါကစမူး နေနေတော့ကရန်အင်အားပြည့်သွားပြီးတော့အခုနောက်တယောက်ဝင်သွားလေအဲနောက်တယောက်ဝင်သွားပြီးတော့အဲ့မှာလက်စွမ်းနဲ့ပြရတာလေနဲ့ဤဆိုတာအဓိကကတော့သူတို့ရဲ့စည်ရည်ကြီးမှချက်တွေမအောင်မြင်လို့အဲ့ဥဆောင်တဲ့အပိုင်းတွေပြောင်းလဲပြီးတော့သူတို့လုံတာပဲဗျပြောင်းလဲလဲအခိုက်အတန့်တွေတော့သူတို့လက်စွမ်းပြတာတို့ခြေစွမ်းပြတာတို့ရှိမှာပေါ့ဗျဒါပေမဲ့ရေရှည်မှာတော့ရပါဘူးသူကသူဘလို့ပဲလူပြောင်းပြီးကြတာဒါအားတာပါဘူးသူကကုန်းနေပြန်ခြေကုန်းနေ ညောက်ပိုင်းမဟာမိတ်သုံးဘွဲ့ရဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးလမ်းတွေကြောင့်အလဲပိုင်းတိုင်းဆက်ဆံရေးချုပ်ကိုထိန်းနိုင်မှုစစ်ကောင်းဆောင်ကပူပြီးကြမ်းကြုတ်နိုင်တဲ့သူကိုအစဉ်အဆက်ပြောင်းလဲတာဝန်ပေးခဲ့တာဖြစ်ပါတယ်။အလဲပိုင်းတိုင်းဆက်ဆံရေးချုပ်ဟာအနောက်ဘက်မှာချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်အရှေ့ဘက်မှာရှမ်းပြည်နယ်ကရက်တီရှိနေတဲ့စကိုင်းမကွေးမြေလက်ပိုင်းဒေသအလုံးကိုစစ်ရေးရထိန်းထားတဲ့စစ်ထဏာချုပ်ဖြစ်တဲ့အတွက်စစ်ကောင်စီအတွက်ဖြူဟာအရေးကြီးတဲ့စစ်ထဏာချုပ်ဖြစ်ပါတယ် ငါးနှစ်ပြင်မှာငါးယောက်ကြောင်းနေတယ်ဘာလို့ခုနောက်ဆုံးခင်ဗျားပြောတဲ့တင်မင်းလက်လာနော်ပပေါ်မှာတော်တော်နာမည်ထွက်တယ်ဒီနော်ဟိုနာမည်ထွက်တယ်ဆိုတာကိုဘက်ကထွက်တာနာမည်တမျိုးလीနော်သူတို့ဘက်ကထွက်တာနာမည်တမျိုးလीနော်သူတို့ဘက်ကကြတော့အဲ့လိုလုံနိုင်ကြိုင်နိုင်လွှဲရှိတယ်ပေါ့ဗျာမန္တလေးကိုအပ်တာလေအဲ့လိုကောင်လေးကိုအပ်တာလို့မြင်တာပဲနောက်တော့မန္တလေးကနေပြီးတော့မှတချင်းခုံခုံသွားကြတာလို့ကျွန်တော်တို့နားလေတာပဲဒီဌာနဗျာဟိုမန္တလေးကသူတို့အတွက်တော့အရေးကြီးတာပေါ့ဒီမင်းရဲ့စစ်တပ်သားကြောင့်ကြာသွားရင်နေပြီးတော့ပေါက်သွားပြီနော် ုကတော့သူအလီဒီဒီလဘခအထိုင်ကနေပြီးတော့မှတက်ဖြန့်ပြီးတိုက်နေတာပဲကျွန်တော်နားလည်တာကျေတုံညာညခွန်စစ်စင်ရဲ့နောက်ပိုင်းမှာလက်လွတ်ထားတဲ့ဒေသတွေနဲ့တပ်စခန်းတွေကိုပြန်သိမ်းမှုစစ်ကောင်စီကစနစ်တကျအာထုံနေတာဖြစ်ပြီးပြန်သိမ်းနိုင်ခဲ့တဲ့နေရာတွေကိုလည်းဖြူဟာမြောက်ထိန်းနိုင်မှုအခြေယူပြင်ဆင်နေတာကိုတွေ့ရပါတယ်။ဒေသတွင်ကာကွယ်ရေးစုဖွဲ့တွေကသိမ်းယူထားတဲ့နေရာတချို့ကိုပြန်လက်လွတ်နေရပေမဲ့မြေပြင်စစ်ရေးမှာစစ်ကောင်စီကိုဖြူဟာကြကြတုံ့ပြန်နိုင်သေးဖြစ်တယ်လို့ဆိုကြပါတယ်။ စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးပစ်ကူတွေအသုံးပြုနိုင်တာကြောင့်သာတော်လှန်ရေးအားစုတွေကထင်သလိုခီးမပေါက်နိုင်သေးတာဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်သူတချမ်းသာပါအာနာဒိစစ်တပ်ရဲ့မတရားဖန်စီအကျဉ်းချတာကိုခံနေရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တရုတ်အစိုးရအနေနဲ့ကူညီပေးဖို့တားငယ်ကိုထိန်လင်းခေါ်ကင်အဲရစ်ကအကူအညီတောင်းခံလိုက်ပါတယ်။ ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်မှုဟာတင်းမြတ်ပေါင်းစည်းမှုနဲ့တည်ငြိမ်ရေးအတွက်အရေးကြီးဆုံးပထမခြေလှမ်းဖြစ်တယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားတဲ့တရုတ်သူတောင်းဆိုခြင်းဆိုတဲ့စာမှာဖော်ပြထားတာပါ။ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာနဲ့တွေ့ဆုံရမှာလဲ Kim ကဒေါ်ဆန်းစုကြည်ကိုလှုပ်ပေးဖို့အတွက်အာနာသိန်းစစ်တပ်ကို တောင်းဆိုဖို့နဲ့ပို့ပြီးတော့ဖိအားပေးဖို့တရုတ်သမ္မတရှင်ကြီးဖင်ကိုပန်ကြားထားပါဗျ ဒါအပြင်မိခင်ဖြစ်သူနဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးအတွက်မြန်မာပြည်သူအားလုံးအတွက်အမှန်တရားကိုဆက်လက်ဖော်ထုတ်နိုင်အောင်ကြိုးစားကြဖို့နဲ့အမှန်တရားကိုဖော်ထုတ်နေတဲ့လွတ်လပ်တဲ့သတင်းမီဒီယာတွေပျောက်ကွယ်မသွားအောင်ကူညီဖို့ကိုလည်းတိုက်တွန်းထားပါရရှင်။ရှမ်းပြည်နယ်မြောင်ပိုင်းဒီဘောမျိုးနယ်မန်ဟဲကျွော်ကိုစစ်ကောင်မရှင်စစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့တန်မျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ကအောက်တိုဘာလ၄ရက်နေ့မှာထုတ်ပြန်ထားပါဗျာ။ အော်တိုဘာလ၄ရက်နေ့မနက်9:49မိနစ်မှာတီဘောမြို့နယ်မန်ဟဲကျေးရွာကိုစစ်ကော်မရှင်စစ်တပ်ရဲစခန်းဟောင်းထဲကိုပေါင်150ဘုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားတာပါထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုတော့ထုတ်ပြန်ကြမှာမဖော်ပြထားပါဘူးအော်တိုဘာလ၄ရက်နေ့ကလည်းတီဘောမြို့နယ်စံဖိတ်ကျေးရွာကုမှုဒရာဟိုတယ်ကိုပေါင်900ဘုံးနှလုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့်အဆောက်အဦးတစ်ခုထိခိုက်ပျက်စီးခဲ့တယ်လို့တရားနယ်လေးကပြောပါရတယ် ဒါအပြင်အော်တိုဘာလ၂ရက်နေ့မှာပဲနမ်မတူမြို့အတွင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပေါင်900ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူလူထု၃ယောက်သေဆုံးပြီး၆ယောက်ဒဏ်ရာရရှိခဲ့ကနေအိမ်ရှင်လုံးထိခိုက်ပျက်စီးသွားတယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါဗျ။ကြောင်မဲကိုစေုပ်စုကပြန်လဲသိမ့်ပိုက်ပြီးတဲ့နောက်တီဘောကိုဆက်ပြီးတော့စစ်ကြောင်းထိုးဖို့အင်အားစုဖွဲ့မှုတွေလည်းလှုပ်ဆောင်နေတယ်လို့ဒေသခံတွေနဲ့ DNL ကပြောပါရရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝန်ဒီပါ